ဇလန်ကတော့တောင်ကိုရီးယားနိုင်ငံညောင်မြို့မှာစတာပါရီရှင်ဆူမီဆိုတဲ့မိန်းကလေးတယောက်ကရက်ွက်လေးတစ်ခုမှာကြက်ကြော်ဆိုင်ဖြန့်ထားခဲ့ပြီးတော့အောင်မြင်နေပါရီအင်တာဗျူးသမားတယောက်ကသူ့ကိုငငယ်ရွယ်နဲ့ဘာကြောင့်များဒီလောက်အထိအသေးအံအလုံးလုံးနေရတာလဲလို့မေးတော့သူမကအဖေငငယ်ကလေးကထွက်သွားပြီးအမေကိုကိုကြီးထောက်ပံ့ရှင်လို့ပါလို့ရှင်းပြခဲ့ပါရီဒီလိုနဲ့တငယ်မှာတော့ငားထားတဲ့လူမိုက်တစုကရူမီကိုအတင်းဆွဲခေါ်ဖို့အဲ့ရကနေဆွဲထုတ်ပါရီအမေဖြစ်သူကဝင်သားတာကိုသူတို့ကတွန်းဖယ်ပါရီ အဲ့ဒီတော့ရူမီဟာဘန်ကာကိုအများဆုံးမောင်းပြီးတော့သူတို့ကိုတားဖို့အတွက်ကြိုးစားပေမဲ့ကာကာအနီအနားမှာရှိတဲ့နေရန်တစ်ခုကိုဝင်တိုက်မိသွားခဲ့ပါရင်လူမိုက်တွေကသူ့ရဲ့အမေကိုကားထဲကနေအတင်းဆွဲထုတ်ပြီးဖမ်းချုပ်ပါရင်ရူမီရဲ့အမေကရုန်းကန်တဲ့အခါမှာသူတို့ကလွတ်ချလိုက်တဲ့အတွက်ခေါင်းကလည်းလမ်းဘေးကအုတ်တိုင်းနဲ့တိုက်မိပြီးတော့အပ်ကွဲတဲ့အတန်နဲ့အတူမိလည်းကျသွားခဲ့ပါပြီဒီလိုနဲ့အင်ဒီရှင်းတွေကဝိုင်းအောင်လာကြပြီးရူမီကိုကူညီသူ့ရဲ့အမေကိုဇေယုံစီပို့ကြတော့လူမိုက်တွေကအမြန်ဆုံးထွက်ပြေးသွားခဲ့ပါရင်ကမ္မကောင်းစွာနဲ့ပဲခွဲစိတ်နေတဲ့ရူ မီးရဲ့အမေဆုံးပါသွားခဲ့ရပါရင်အဲ့ဒီအချိန်မှာပဲဥက္ကခဲတစ်ခုကတောင်တန်းအပေါ်ကျလာခဲ့ပြီးအနီအနာကစမ်းရည်သွင်းကိုထူချတဲ့စွမ်းအင်တွေဖြန့်ကျက်ပေးလိုက်ပါရင်အဲ့ဒီအချိန်ရူမီးရဲ့အဖေဖြစ်သူရှင်ဆပ်ဟွန်ကအဲ့ဒီရေကိုတောက်လိုက်ပေမဲ့အယတာကဆိုးလုံးလုံးပြန်ပြီးထွေးထုတ်လိုက်ရပါရင်အဲ့ဒီနောက်တော့သူဟာလုံချွေအဆောင်လုတ်တဲ့ဘန်ကိုအလုတ်တွားလို့ပါရင်တန့်ရှင်းအလုတ်တဲ့အမျိုးသမီးကိုကော်ဖီတိုက်ဖို့အတွက်ကမ်းပေးတဲ့အခါမှာသူ့စီမှာကော်ဖီထုတ်တဲ့အများကြီးတွေ့လို့အံ့ဩသွားခဲ့ပါရင်သူကဘန်မှာ တက်စတမရီအတွက်ထားတဲ့နေရာကနေခိုးယူတာလို့ပြောပါရင်တခါတလေတန့်စင်ခန်း၃စက်ကူပါခိုးပါရင် သူ့ကိုလည်းခိုးဖို့တိုက်တွန်းပါတယ်ပြီးတော့စမ်းရည်ကြောင့်ဗိုက်နာတယ်လို့လည်းငင်းညူနေခဲ့ပါတယ်ဒီလိုနဲ့စမ်းဟုတ်တယောက်အလုတ်ဆင်းတော့အထက်လူကြီးကအမြဲနောက်ကျတဲ့အတွက်စူပူလဲပါတယ်ဒါပေမဲ့သူကတော့ခွမဆိုင်ပါဘူးသူခိုးယူထားတဲ့ကော်ဖီထုတ်တွင်မိလို့တန့်ရှင်းရလုတဲ့အမျိုးသမီးကိုသူ့အထက်လူကြီးကစူးနေတာလေတွေ့လိုက်ရပါတယ်စမ်းဟုတ်ကအမမြင်ရှင်အောင်ဆောင်းလိုက်ပြီးရှောက်တော်နေခဲ့ပေမဲ့တခါနဲ့နဲ့ဒီလောက်အများကြီးယူတဲ့ဒီတန့်ရှင်းရမကတော့တော်တော်အားတယ်လို့စိတ်သေးကနေထင်လဲပါတယ်ဒီလိုနဲ့ညနေကျတော့ဘိုင်အယန်းနာတဲ့အတွက်ဆိုင်အပြင်ဖက်မှာတယောက်တည်းအရက်တောက်နေခဲ့ပါပြီ နာကျင်မှုတွေတက်တာသွားစေဖို့အတွက်မျက်စိမိတ်ပြီးစောင့်နေတော့သူ့ရဲ့ပအဝန်ကျင်ကအရာဝတ္ထုတွေဟာသူ့အလိုလိုစတင်ရွှေ့လျားလာတော့ပါရင်ရုတ်တရက်ဆုတ်လို့ပဲသူ့ရဲ့ပအဝန်ကျင်ကဇပွဲခုံအကုန်လုံးမမြင်ရတဲ့အားတစ်ခုကတွန်းထုတ်လိုက်တယ်လို့မျိုးနောက်ဆုတ်တွားခဲ့ပြီးတော့ဗိုက်နာတာကလည်းပျောက်သွားတော့ပါရင်ဆိုင်ပန်ရှင်ကပြစ်စည်းပဲရှုပ်ပွားသွားလို့စိတ်ဆိုးပြီးအယံမူးနေတယ်လို့ထင်ကထွက်သွားခိုင်းလိုက်ပါရင်အဲ့ဒီနောက်ဆန်းဟွန်းကရှုပ်ပွားနေခဲ့တဲ့သူ့ရဲ့တိုက်ခန်းကိုပြန်လာခဲ့ပါပြီး မိချစ်ကိုလမ်းယူလိုက်တဲ့အခါမှာမိချစ်ကသူ့ရဲ့လက်ထဲကိုပြန်တမ်းပြီးဝင်လာတော့ပါရင်ဒီလိုဖြစ်သွားတော့ကိုတော်တော်အံ့ဩတွားခဲ့ပေမဲ့စဉ်းစားဖို့အချိန်မရခဲ့ပါဘူးမကြခင်မှာပဲရူမီကဖုန်းဆက်လာခဲ့ပြီးတော့သူ့အမေဆုံးသွားတဲ့အကြောင်းနဲ့စပနာအကြောင်းပြောပြပါရင်မကြခင်မှာပဲဆပ်ဖို့ကသူ့စနီဟောင်းရဲ့နောက်ဆုံးပွဲကိုရောက်လာခဲ့ပါပြီနေ့လေကြာအောင်မတွေ့ရတဲ့အတွက်ပထမတော့ရူမီကိုမမန်းမိခဲ့ပါဘူးတရံလုပ်ငန်းကိုစီမံခန့်ခွဲနေတဲ့မင်းဥက္ကဋ္ဌနဲ့ရူမီအခြေအင်းဖြစ်နေတာကိုလည်းသူတွေ့လေရပါရင်မင်းဥက္ကဋ္ဌကသူ့စိတ်ဆိုးနေတဲ့စိတ်ဖိစီးနေတဲ့ရူမီကို ဲ့စိတ်ကြောင်ခြောက်ခြားဖြစ်နေသူလို့ခေါ်ဆိုခဲ့ပါရင်ဒါပေမဲ့ရူမီကမင်ကိုမရိုက်ခင်သူ့ရဲ့ရှေ့နေကင်ဂျုံအွန်းကဘဒူမန်လဲဆိုတာဥပဒေကစုံဖြတ်ပါလိမ့်မယ်လို့ဝင်ပြောခဲ့ပါရင်မင်ကအယောက်ျေးပေးဖို့အတွက်ကြိုးစားပေမဲ့ရူမီကတော့ဒရဂျီငင်းပယ်ကထွက်သွားဖို့ပဲတောင်းဆိုလိုက်ပါရင်အိနီနာရှင်တွေကရူမီကိုနစ်သိပ်ပေးနေတော့ကျောင်းဟွန်းကဆက်ဟွန်းနဲ့မိတ်ဆက်ပေးလိုက်ပြီးတော့ရက်ွက်ထဲလိုက်လံပြတာပေးပါရင် လူမိုက်တွေကဒေတာခံလုပ်ငန်းတွေကိုဘယ်လိုမျိုးဖျက်ဆီးထားတယ်လဲဆိုတာပြတာပါရင်ရူမီယာဓာတ်ပုံကိုမြင်တော့ဆက်ဖုန်းကဝန်နေသွားခဲ့ပါပြီကြောင်ဟွန်ဆက်ပြီးပြောလိုက်တာကတော့တေယံဆောက်လို့ရဲ့ကုမ္ပဏီဟာမြေကိုဝယ်ယူပြီးတော့ဒေတာခံစီးပွားလုပ်ငန်းပိုင်ရှင်တွေကိုရော့ကျေးမပေးဘဲနဲ့ကမ္ဘာလေခီးတဲ့ဝေးအတွက်ဈေးဝယ်စင်တာကြီးဆောက်ဖို့အစောက်အုံတွေအကုန်ဖြိုချဖို့အတွက်စီစဉ်နေတယ်လို့ပြောပြပါရင်ဆက်ဖုန်းကမင်းကရူမီနဲ့အိတ်ရှင်တို့သာကိုညင်နေတာမဟုတ်လားဆိုပြီးကြောင်ဟွန်ကိုဆွတ်ဆွဲလိုက်ပါရင် ီလိုနဲ့အိမ်ပြန်တဲ့လမ်းမှာရူမီကတော့သူ့ကိုဘယ်လိုမျိုးအေးဆက်ဆက်နဲ့ဒရအကြီးကြည့်ပြီး secret ကိုပြစ်ချသွားတယ်လဲဆိုတာပြန်သွင်းနေမိပါရင်အဲ့ဒီလိုလှုပ်လိုက်တဲ့အခါအနီအနာကအမိုက်ပုံကြီးဟာသူမထိပဲနဲ့သွန်လိုက်တယ်လို့မျိုးအနောက်ကိုဆုတ်သွားတာသူတတိယသွားခဲ့ပါရင် မိချစ်နဲ့ဖြစ်ခဲ့တာကိုပါပြန်သွေးပြီးတော့တိုက်ခန်းကိုပြန်လာခဲ့ပါရင်းမိချစ်ကိုထတ်ရွှေ့အောင်လှုပ်ဖို့ကြိုးစားတော့မိရှိကသူ့ရဲ့မျက်နှာစီကိုရုတ်တရက် ပြန်တန်းလာခဲ့ပါပြီသူထတ်လှုပ်ကြည့်လိုက်တော့သူ့ရဲ့ပအဝန်းကျင်ကအရာဝတ္ထုတွေဟာစတင်ပြီးလေအထဲကိုမြောက်တက်လာတော့ပါရင်းအမေရဲ့စပနာပြီးရနောက်ရူမီနဲ့တခြားသူတွေကသူ့ရဲ့ရက်ကွက်ကိုပြန်လာကြပါရင်းတို့တွေ့လိုက်ရတာကတော့စိုင်းပိုင်းရှင်တွေအလုံးဟာ အနီအနာကလူဆိုးရေးကိုကြောက်တဲ့အတွက်ဈေးဆိုင်ခန်းထဲမှာခိုလုံနေကြတာကိုပါဒီလူဆိုးရေးကပဒင်းပေါက်တွေကိုရိုက်ခွဲဆိုင်တွေကို graffiti တွေနဲ့ပုံဖြတ်ပြီးတော့အဲ့ဒီရက်ွက်အထဲမှာအရန်ကူမှပြဿနာရှာနေကြတာပါဂျောင်ဟွန်ကရှေ့နေနဲ့မကြခင်တွေ့ဖို့ရှိတာကြောင့်စိတ်ရှိကြဖို့အကြံပေးပါရင်ဒါပေမဲ့လူတတော်များကတော့တီယမ်ကမ်ပဏီကသူရဲ့ငွေနဲ့ဥပဒေကိုချုပ်ကင်လိမ့်မယ်လို့ယုံကြည်နေကြပါရင်ရူမီကလည်းညဖက်မှာနေရာကိုစောင့်ကြဖို့အတွက်အကြံပြုပေမဲ့ဆပ်ဟ ோம் ကအလုပ်ဖြစ်မှာမဟုတ်ဘူးသူတို့အနေနဲ့အသိဝင်လာလိမ့်မယ် လို့ပဲထင်ခဲ့ပါရင်မစ္စတာကင်ကတော့မိုလိုတော့ဘုံတွေကိုအတုံးပြုဖို့အကြံပေးပေမဲ့ဂျွန်ဟွန်းကမကောင်းတဲ့အကြံလို့ထင်ပြီးလူမြင်ကွင်းမှာသူရဲ့ပုံရိပ်ကိုပိုဆိုးသွားလိမ့်မယ်လို့ယုံကြည်ခဲ့ပါရင်ဆက်ဖုန်းက အရန်အန်ဒီရဲ့များတယ်လို့ယူဆပြီးအလုံးကိုအလုံးအစ်စ်တွေရှာကြဖို့အကြံပေးပါရင်းရူမီကိုလည်းကူညီဖို့သူ့ရဲ့ကောလိပ်စေးထောက်ပံ့ဖို့ကံလန်ပါရင်းဒါကိုအင်ဒီနာရှင်တွေကဒေါ်ရဝေထွက်ပြီးအော်ဟစ်ဆဲဆိုကြတာကြောင့်သူ့ကိုမောင်းထုတ်လိုက်ကြပါရင်းအဲ့ဒီနောက်ပိုင်းဆပ်ဖုံးမှာငါကလပ်တစ်ခုကိုတွားလိုက်ပြီးသူ့ရဲ့စွမ်းအားဝေးကိုပိုင်ရှင်အားပြသလိုက်တော့ပိုင်ရှင်ကသူ့ကိုဖျော်ဖြေသူ့အဖြစ်ချက်ချင်းပဲခံရလိုက်ပါရင်းနောက်တနေ့မှစရင်ရူမီနဲ့ကျောင်းဟွန်းတို့ကရှင့်နေချုပ်ရဲ့အထက်လူကြီးနဲ့တွေ့ဆုံခဲ့ပါပြီးသူကခန္ဓာကိုယ်စစ်စစ်ချက်အစီရင်ခံစားကြတော့တက်တည်မခိုင်လို့ ်ဘူးလို့ပြောပါရင်သူတို့စီမှာရှိတဲ့တခုထဲတော့တက်တေကအနီအနားမှာရှိရဲကားတစ်စီးရဲ့ဓာတ်ပုတ်ကကင်မရာပါဒါပေမဲ့ကားပိုင်ရှင်ကအတုလို့ပြောပြီးတော့တေးရမကသူ့ကိုလိုက်ဝဲထားတယ်လို့လည်းသူတို့ကယုံကြည်ကြပါရင်အဲ့ဒီနောက်ရူမီသူ့ရဲ့ရက်ကွက်ကိုရောက်လာတော့ဆပ်ဖုံးကသူ့ကိုစောင့်နေခဲ့ပါပြီသူဟာတီးတန့်စကားပြောခွင့်တောင်းခံလိုက်တော့ပါဆပ်ဖုံးမှာသူ့ရဲ့သမီးကိုသူနဲ့အတူနေပြီးတော့ကောလိပ်တက်စီရှင်တဲ့အကြောင်း သူထောက်ပံ့ဖို့အတွက်လုံလောက်တဲ့ငွေရှာပေးပါမယ်လို့ပြောပါရင်းရူမီဟာသူ့အဖေရဲ့အစ်စ်ရလာတဲ့ဇွမ်းရည်ကိုပြတာဖို့ကြိုးစားတဲ့ခါမှာတာဝန်မဲ့တဲ့မိဘလို့ဆွတ်ဆွဲပါရင်းဆက်ဖုန်းကသူ့ကိုနဲ့ရူမီကိုသူ့တငယ်ရှင်ခြံခဲ့တဲ့အကျွေးဝေကနေကာကွယ်ဖို့ထွက်သွားခဲ့ရတာပါလို့ရှင်းပြဖို့ကြိုးစားပါရင်းဒါပေမဲ့အမေကိုရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့ရူမီဟာသူ့ကိုမယုံမအောင်ဒီတိုက်ပွဲကိုအနိုင်ရဖို့အတွက်အသေးအံကြိုးစားနေတာဟာ သူမှာအသက်ရှင်ဖို့တခုတည်းတော့နီလန်းဖြစ်ပြီးတော့နစ်များစွာကြာမှပြန်ပေါ်လာတဲ့သူ့အဖေကဘာမှကိုအကူအညီမဖြစ်ပါဘူးလို့ပြောပါရင်းသူဟာဝမ်းနဲ့စွာနဲ့ထွက်သွားခဲ့ပေမဲ့မကြခင်မှာလူမိုက်တွေကသူတို့ရဲ့ကားဝေးပေါ်တက်ပြီးတိုက်ခိုက်ဖို့ပြင်ဆင်နေတာကိုသတိထားမိကသူလိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါရင်းရက်ွက်ထဲမှာစိုင်းပိုင်ရှင်တွေကဒီအကြောင်းကိုတိတွားခဲ့ပါပြီးမစ္စစ်ကင်ကရဲဘေးကိုဖုန်းဆက်ပြီးတော့ဂျန်တဲ့လူတွေကအဝင်ဝဝေးကိုအသားစီးဝင်နေကာယာမာရင်းသူတို့စီးဆိုင်ခန်းအထက်မှာပိတ်ဆို့နေတော့ တေယံမြတ်လူမိုက်တွေရောက်လာပြီးတော့သူတို့ကိုတိုက်ခိုက်ပါရင်းစပ်ဖုံရောက်လာပြီးသူ့ရဲ့စွမ်းအားဝေကိုအတုံးပြုတ်ကတိုက်ခိုက်သူတွေကိုတံပြန်နေနေလိုက်တော့သူ့ရဲ့ပတ်ဝန်းကျင်ကလူပိုင်းကိုအံ့အားသင့်အံ့ဩသွားစေခဲ့ပါပြီးလူမိုက်တွေကြောက်သွားပြီးတယောက်ကထပ်မံတိုက်ခိုက်ဖို့ကြိုးစားတဲ့အခါမှာစပ်ဖုံကသူ့ရဲ့လက်ကိုလိမ်လိုက်ကလူပိုင်းရဲ့အရှိမလေအထဲကိုမြောက်ပြပြပါရင်းမစ္စကင်ကရဲဝင်နဲ့ရောက်လာပြီးတော့လူမိုက်တွေကိုရဲစခန်းစီခေါ်သွားတဲ့အချိန်မှာနှစ်ဖက်စလုံးဘာဖြစ်ခဲ့တာလဲဆိုတာအချင်းချင်းအပြစ်တွေနဲ့အငင်းတွေပွားနေကြပါရင်းအရာရှိကစပ်ဖုံစွမ်းအားဝေ ည်းသုံးနေတဲ့ဗီဒီယိုကိုကြည့်ပြီးမဲ့ရဲရရှိကတော့သူ့ကိုမယုံပါဘူး။ဒါကိုစိုင်းပိုင်ရှင်တွေကပျော်ရွှင်စွာနဲ့ကျေနပ်နေကြပါရင်မင်းနဲ့သူ့ရဲ့လူတွေကိုစိုင်းပိုင်ရှင်တွေနောက်ဆုံးမှာတော့နိုင်တော်ခဲ့ပြီးတော့ မျောလင်းချက်အနေငယ်ရလာခဲ့ပါပြီရူမီဟာသူ့အဖေရှိနေတာကိုသဘောမချပေမဲ့အခုစတော့သူတို့စီမှာဆက်ဖုန်းရှိနေခဲ့ပါပြီညနေပိုင်းမှာမင်းမြတ်လူဝေကရက်ကွက်အနာမှာစခန်းချနေတော့အမိုက်တွေလေးအထဲပြန်ဝဲနေတာကိုတွေ့ရပါတယ်သူတို့ရဲ့ကားပါလေးအထဲမြောက်နေတာကိုမြင်တော့ထွက်ပြေးကုန်ကြပါတယ်ဆက်ဖုန်းမှာသူ့ရဲ့ဇွမ်းဝေကိုအတုံးပြူပြီးရက်ကွက်ကိုကောက်ွယ်ဖို့အတွက်ပပတ်လေးမှာအသားစီတစ်ခုဖန်တီးလိုက်တာပါကြောင်ဟွန်ကသူ့ကိုဒီဇွမ်းအဝေးဘယ်လိုမျိုးရလာတာလဲလို့မေးတော့ဆက်ဖုန်းကသူ့စနီဟောင်းဟာပို့ပြီးတော့ကောင်းတဲ့အဖေဖြစ်အောင်ပေးလိုက်တာပါလို့ ယုံကြည်တဲ့အကြောင်းပြောလိုက်ပါရင်းနောက်တနေ့မှာပဲရူမီတရားအများပြည်သူရဲ့ထောက်ခံမှုကိုရဖို့ဌာနေတင်းချတဲ့အနေငယ်ကိုအင်တာဗျူးပေးပါရင်းသူမပါရှင်ပဲနဲ့သူ့အဖေနဲ့အနည်းလေးစားစားဖို့တဘောတူလိုက်ရပါရင်းရူမီကသူ့ရဲ့ဇွားဝေကြောင့်သူ့ခန္ဓာကိုပျက်စီးနိုင်တဲ့အတွက်ဆရာဝန်တွားပြဖို့ပြောပေမဲ့သူကတော့အဆင်ပြေပါတယ်လို့ချိန်ပြောပါရင်းဒီအတော့အတွင်းမင်နဲ့သူ့ရဲ့လက်ထောက်ကတေယံမြပိုင်ရှင်ဒရိုက်တာဟုံနဲ့တွေ့ပါရင်း ဟုံဟာသူ့ရဲ့လူတွေကိုခေါ်ပြီးတော့မင်ကိုရန်တဲ့ခိုင်းကသူမကိုရိုင်းဖုန်းနဲ့ရိုက်ထားပါရင်သူမကဒီလိုမျိုးအကျန်းဖက်တဲ့လူတွေကိုမသိဘူးလို့ဟန်ဆောင်ပြီးသူမကိုရိုင်းကလည်းတားကောင်ဖြစ်တဲ့အတွက်နောက်မှပဲအမှုမဖြစ်အောင်လုပ်တာပါဟုံကဗီဒီယိုကြောင့်ဆပ်ဖုန်းရဲ့ဇွားဝေကိုတိပါရင်မင်ကဆပ်ဖုန်းတာမရှိဘူးဆိုရင်ဆိုင်ပါရှင်အားလုံးကိုအမြန်ဆုံးမောင်းထုတ်နိုင်လိမ့်မယ်လို့ကတိပေးပါရင် ဟုံဟာအားလုံးကိုဒီမကရိုင်းဖြည့်ရှင်ပါမယ်လို့ပြောပါရင်နောက်ပိုင်းညနေမှာဆိုရင်ဆပ်ဖုန်းတယောက်ဇွားဝေးအုံပြုတ်နေတဲ့ဗီဒီယိုကိုတီပီမှာပြသပြီးတော့အထူးကျွမ်းကျင်သူတယောက်ကသူဟာမြောက်ကိုရီးယားကပေးတဲ့အထူးလိုင်းလက်နက်တွေတုံးနေတယ်လို့အခိုင်အမာပြောဆိုပါရင်မကြခင်မှာပဲရဲနှစ်ယောက်ဟာသူ့ဘဏ်အလုံးရှင်တွေကအခိုးခံရတဲ့အမှုနဲ့ဆွဆွဲထားတဲ့အတွက်ဆပ်ဖုန်းကိုဖမ်းဖို့အသာအစီနာရောက်လာခဲ့ပါပြီးဆပ်ဖုန်းကတော့အထင်မြင်လွဲမှမှုဖြစ်ပြီးအမြန်ဆုံးရှင်းလင်းနိုင်လိမ့်မယ်လို့ထင်ကသူတို့နဲ့လိုက်တွားဖို့တဘောတူပါရင် ဒါပေမဲ့သူတို့လက်ထိတ်ခတ်ပြီးချုံနောင်ထားလိုက်ကြပါရင်ရူမီကတော့ကြောင်ဟွန်းကိုဖုံးဆက်ပြီးအကူအညီတောင်းတဲ့အချိန်မှာသူအမြန်ဆုံးရောက်လာပါမယ်လို့ဂတိပေးကနောက်ဖုံးတလုံးကိုကန်လိုက်ပါရင် တေရမြဲဝန်ထမ်းတယောက်ကရူမီအမေကိုတတ်မိတာကိုသူကိုယ်တိုင်ဝန်ခံတယ်ဆိုပြီးရှင်းနေကသူ့ကိုအကြောင်းကြားလိုက်ပါရင်ဒါဝင်အလုဟာဟုံရဲ့အစီအစဉ်ရတစိမ့်တစ်ပိုင်းမှာသူမကမင်းကိုနာမည်အစ်စ်နဲ့ကုမ္ပဏီတစ်ခုထပ်ဖွင့်ဖို့နဲ့ဒေတာခံလုပ်ငန်းတွေကိုဥပဒေအရဖြိုချဖို့စာချုပ်အစ်စ်တစ်ခုဖန်တီးဖို့အမိန့်ပေးပါရင်ရဲဝစီကထောက်ခံမှုရဖို့သူမရဲ့ဆက်သွယ်မှုတွေကိုအသုံးပြုပါရင်စက်ဖုန်ကိုမဟုတ်မမှန်စွပ်စွဲချက်တွေနဲ့ဖန်စီပြီးအာယုံပြောင်းလိုက်တာပါ ဆက်ဖုန်းကိုအခြေအနေတွေကနေဖယ်ရှားလိုက်ပြီးတော့မင်းနဲ့တူလူမိုက်တွေကအဓိကရုံးနေနေရဲ့ရဲဝေကိုခော့ပြီးအသားစီးကိုဖြတ်ကာစိုင်းပန်းရှင်တွေကိုဖမ်းဖို့အမိန့်ပေးပါရင်းကြောင်ဟွန်ကဒီအကြောင်းတွေအလုံးကိုဖုံးဆက်ပြောပြီးထွက်ပြေးဖို့ပြောပေမဲ့ရူမီကအဆုံးထိတိုက်မယ်လို့စန္ဒထုတ်ဖို့ကသူ့ရဲ့ဖုန်းကိုချလိုက်ပါရင်းဒီအတွင်းဟုံကရဲစခန်းမှာရှိတဲ့ဆက်ဖုန်းကိုတွားတွေ့ပြီးတော့ကန်လန့်ချက်တစ်ခုလုပ်ပါရင်းသူ့ရဲ့စွမ်းအားဝေးကြောင့် သူ့ကိုအန်ဒီရဲ့ရှိတူအဖြစ်ကြေညာခံလဲရပါနေသူနဲ့သူ့ကုမ္ပဏီအတွက်အလုံးလို့ဖို့တဘောတွင်တော့တမျိုးပါဟုံဟာစဉ်းစားဖို့အချိန်ပေးလိုက်ပြီးသူ့ရဲ့လုပ်ငန်းကပ်ပြားကိုပေးကထွက်သွားခဲ့ပါနေတရင်ထောက်တွေပပတ်လေးမှရှိနေတော့ရဲဝေကလည်းအသားစီးကိုကြော်ဖြတ်ဖို့ကြိုးစားပေမဲ့ရူမင်နဲ့သူ့တငယ်ရှင်တွေကမလူတော့ဘုံလေးကိုအုံပြုကသူတို့ကိုကာွယ်ထားပါရင်ဒါပေမဲ့ရဲဝေဟာမြေသူဆက်ကိုယူလာပြီးတော့အသားစီးကိုဖျက်ဖို့လုပ်တော့သူတို့ထွက်ပြေးဖို့ပဲရွေးရှင်စရာရှိတော့ပါရင် အလုံးပြင်းနေတော့မှပဲရူမီလဲကြကမစ္စတာကင်ကအပြက်စည်းဝေးအောင်ပိတ်မိနေတာကိုတွေ့လိုက်ရပါရင်သူမကူညီပြီးထုတ်ပေးနေတော့အသားစီးကပောက်ခွဲပြီးတော့နေအောင်လုံးထိခိုက်လို့နေပါဖြစ်သွားခဲ့ပါရင် ရူမီနဲ့စိုက်ပိုင်းရှင်တွေဟာဈေးဆိုင်ခန်းအထက်ကိုထွက်ပြေးကြပြီးတော့ရဲဝေကလည်းလိုက်ကြပါပြီ။အဒီကေယောနေနေရဲ့ရဲဝေကအတားစီဝေကိုဖောက်ပြီးတော့ဝင်ပေါက်ကိုလည်းဝိုင်းလိုက်ကြပါရင်းကြောင်ဟုံးဝင်ကူဖို့မဖြစ်နိုင်တော့ပါဘူး။သူကရူမီကိုဖုံးဆက်ပြီးအားလုံးခေါင်းမိုးအပေါ်ထွက်ပြေးတင့်ပါတယ်မဟုတ်ရင်တော့အဖမ်းခံရလိမ့်မယ်လို့ပြောပါရင်းတီဗီမှာသတင်းကြည့်နေတဲ့စပ်ဖုံးကသူ့ရဲ့ထောင်ခန်းကိုဖောက်ထွက်ပြီးတော့ပဒင်းပေါက်ကနေခုံချကရဲစခန်းကနေထွက်ပြေးသွားပါရင်းဟုံရဲ့ကားကိုဖျက်ဆီးလိုက်ပြီးပြန်တန်းနေတဲ့စွမ်းရည်ကိုစုဆောင်းခဲ့ပါရင်းရူမီနဲ့တခြားလူရဲ့အားလုံးကခေါင်းမိုးပေါ်ရောက်သွားရပ ပေမဲ့မစ္စတာကင်ကရဲဝေတွန်းချလို့လေကားလက်ရမ်းမှာတွေ့လောင်းကြံ့နေခဲ့ပါရင်ဆမ်ဟွန်းကအချိန်အနည်းငယ်ပြန်ကြပြန်နောက်ပြုတ်ကြတော့မဲ့မစ္စတာကင်ကိုကယ်ဖို့အချိန်မီရောက်လာပါရင်ဂျောင်ဟွန်းကအနီးနားမှာရှိအဆောက်အုံရဲ့ခေါင်မိုးပေါ်ကိုရောက်လာခဲ့ပြီးခေါမိုးနှစ်ခုကြာလီကားထောင်လိုက်တဲ့အချိန်မှာသူခေါမိုးပေါ်ရောက်လာခဲ့ပါပြီ။ဆွတ်အဖွဲကလည်း gray နဲ့ဆိုင်းထားတဲ့အစောင့်အရှင်တစ်ခုကနေရောက်လာခဲ့ပါပြီ။သူတို့က rumi ကိုဖမ်းပြီးဆိုင်းထားတဲ့အစောင့်အထည်ကိုဇွဲခေါ်သွားခဲ့ပေမဲ့ကံမကောင်းစွာနဲ့ပဲ gray ကချွတ်ယွန်းသွားခဲ့ပါပြီ။ အရာရှိတယောက်ပြုတ်ကျလူနေပါဖြစ်တာကိုရူမီကူညီလိုက်ရပါရင်ဂျန်တဲ့ရဲတယောက်ကိုကန့်တွဲပြီးတော့ဆက်ဖုံးမှာသူ့ရဲ့ဇွားဝေးကိုအတွန်းပြုတ်ပြီးတော့သူတို့ကိုတကြိမ်ထဲနဲ့တစ်ဖက်ခေါမိုးစီတွန်းပို့လိုက်ပါရင်သူ့သွားပြီးတမီးကိုကူညီဖို့အဆောက်အအုံအရှင်ကိုခေါမိုးနာဆွဲယူလိုက်ပေမဲ့ထိန်းချုပ်မှုလွတ်သွားခဲ့ပြီးပြုတ်ကျသွားရပါပြီဆက်ဖုံးတယောက်ရုတ်တရက်ဝဲပြန်လာခဲ့ကသူ့ကိုကဲတင်ကထွက်ပြေးလာတဲ့အင်ဒီနာရှင်တွေရဲ့လက်အထဲထားခဲ့ပါရင်သူကဂျွန်ဟွန်းကိုရူမီကိုခ ्यू ဆိုင်ဖို့မာကြလိုက်ပြီးတော့ မင်းနဲ့တွေ့ဖို့ပြန်တန်ထွက်ခွာတော်ပါရင်သူဟာအဒီကေယောနေနေရဲ့ရဲဝင်တဲ့အသူရှိနေခဲ့တဲ့မင်းကိုရင်ဆိုင်ပြီးတော့လက်တီးနဲ့ထိုးလိုက်တာမင်းတတိလက်တွားခဲ့ပါပြီအဲ့ဒီနောက်သူရဲလက်ထဲအဖမ်းခံလိုက်ပါရင်လေးနှစ်အကြာမှာတော့ဆမ်ဟုံးကိုလွတ်ပေးလိုက်ပြီးကျောင်းဟုံးကလာကြပါရင်ကျောင်းဟုံးကရူမီနဲ့သူစိတ်ဆက်ထားတဲ့အကြောင်းပြောပြပါရင် သူတို့ကရူမီယာဆိုင်ဟောင်းကိုတွိုင်းအောင်လေပတ်ကြပေမဲ့အခုတော့မြေကွက်လက်ဖြစ်နေခဲ့ပါပြီ။တေးရံမြက်စီမံကိန်းဟာအကျိုးအမြတ်မဖြစ်ထွန်းပဲဆောက်လို့ရေးကလည်းရွှေ့ဆိုင်ထားတယ်လို့ကြုံဟွန်းကရှင်းပြပါရင်သူတို့ရူမီယာဆိုင်အစ်တကိုရောက်လာပြီးတော့ဆန်ဟွန်းကသူ့သမီးနဲ့ဒီရခန့်ဆိုင်ရှင်တွေပြန်ဆောင်ပါရင်ပြီးတော့သူဟာသူ့ရဲ့စွမ်းဝေကိုအသုံးပြုပြီးဖောက်တဲ့ဝေကိုအချိုရေးဝေပေးလိုက်တော့လူဝိုင်းကပျော်ရွှင်သွားကြပါရင်ရူမီကလည်းသူ့ရဲ့ဆိုင်အစ်တကိုစူပါပါဝါကြက်ကြော်ဆိုင်လို့နာမည်ပေးထားတာကိုဖော်ပြပြီးတော့ စစ်ကားကလည်းအဆုံးသတ်သွားခဲ့ပါရင်ကြည့်ရှုပြပရိသတ်များအလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ